အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်တဲ့အောင်းလည်းမင်္ဂလာပါ Real Madrid အသင်းရဲ့ဒါဒီအဓိကကစားမအများစုပေါ့လေဒီကရင်ညကစားမဲ့ Kieran နဲ့ပွဲကိုသူတို့လွဲချော်ဖို့ရှိတယ်ဆိုတော့ဒီဘယ်လိုပြောမလဲဒီအသင်းကဒါ Real Madrid အသင်းနဲ့အခုလက်ရှိရင်ဆိုင်ရဖို့ရှိတယ်ကျွန်တော်ဒေတာစံတော်ချိန်ဆိုညနေ9:00နာရီခွဲ9:45မြန်မာစံတော်ချိန်ည7:55မှာကန်မယ်ဆိုတော့အဲ့ရက10:00နာရီလောက်ခီးသွားမှာဗျာ ာစင်ဆန်အသင်းကိုသူတို့၁၀နာရီလောက်ခီးသွားမှာဖြစ်တဲ့အတွက် Real Madrid ကဒီနေ့ပွဲမှာ changes တွေအများကြီးပြုလုပ်မယ်လို့လည်းအလွန်ဆိုကအတည်ပြုထားတယ်။ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပြီးခဲ့တဲ့ weekend မှာ Atletico Madrid ကိုကိုပြတ်ရှုံးလိုက်တဲ့အတွက်နီးပြအလွန်ဆိုကအပြောင်းလဲလုပ်ဖို့လိုအပ်တယ်။ဒါမှမဟုတ်ပွဲအရန်ပန်းနေတဲ့အတွက်ကြောင့်လည်းဒါမှအများစုကိုသူတို့အနာပေးဖို့လုပ်မယ်လို့ဆိုထားတယ်။ဆိုတော့ အိုက်ပွဲစဉ်နဲ့ပတ်သက်လို့ခီလီယန်အမ်ဘာပေကိုသူတို့အနာပေးဖို့ဆုံးဖြတ်လို့အိုက်ချန်ပီယံလိပွဲမှာအမ်ဘာပေမပါဘူးဆိုတော့ရိုဒရီဂိုကအမ်ဘာပေနဲ့ဗီနီရှက်နဲ့အတူဒါဒီရိုဒရီဂိုကဗီနီရှက်နဲ့အတူပွဲထွက်ခွင့်ရမှာဖြစ်တယ်။ဒီနေရာမှာရီယယ်မက်ဒရစ်အသင်းကဒါဒဏ်ရာပြဿနာတွေအများကြီးအန်တိုနီယိုရီကာအင်ဂျူရီဖြစ်နေတယ်။အဲ့နေရာမှာအယ်ဒါမီလီတောင်းလဲအက်တလက်တီကိုမက်ဒရစ်နဲ့မက်ဒရစ်ဒါဘီမှာဒဏ်ရာပြဿနာရခဲ့ပြီးတော့သူလည်းအင်ဂျူရီဖြစ်နေတယ်။ သူလည်းနောက်ထပ်တန်ရာပြဿနာရှိပြီးတော့သူလည်းအိုက်ပွဲကိုလိုက်သွားဖို့ဒါသူ့ဘက်ကမရှိဘူးလို့ဖော်ပြထားတဲ့အတွက်ဒါအက်ဒါမီလီတောင်းလည်းအိုက်ပွဲကိုလွဲချော်တယ်ဒီနေရာမှာရီမက်ဒရစ်အသင်းရဲ့ဒါနောက်ခံလူထရန့်အလက်ဇန္ဒားအာနိုက၅ပတ်တိတိကြံပြီးတော့အနားယူနေရပြီးတော့ဒန်နီကာဗာဟာလည်းရီမက်ဒရစ်အသင်းရဲ့၅ပွဲစဉ်၅ပွဲကိုလွဲချော်မယ်သူလည်းမက်ဒရစ်ပွဲမှာရရှိခဲ့တဲ့တီကိုနဲ့ပွဲမှာရရှိခဲ့တဲ့6ဒဏ်ရာကိုစစ်ဆေးမှုတွေပြုလုပ်ထားတဲ့ ငါးပွဲတိတိအနားယူရမယ်လို့ဆိုထားတယ်ဆိုတော့တကယ်လို့သူတို့အနားယူရမယ်ဆိုရင်ဒန်နီကာဗာဟာကလက်ရှိမှာ စုစုပေါင်းပွဲအရေအတွက်ငါးပွဲကဒါရင်းမတွေ့အသင်းရဲ့တကယ်အရေးပါတဲ့ပွဲပေါ့လေဒီချန်ပီယံလိကတော့ဒါခေရန်နဲ့ပွဲကအဝေးကွင်းပြဿနာမရှိပေမဲ့ဒီပွဲပြီးတာနဲ့လာလီကာအိမ်ဝင်ဖြစ်တဲ့ဖီလာရီယားနဲ့ပွဲကိုလွဲချော်မယ်ပြီးရင် မက်ဒရစ်ဒါဘီဖြစ်ဂီတာဖေးအဝေးကွင်းပွဲလွဲမယ်အိုက်ပွဲကသူတို့အတွက်အမတန်ခက်တဲ့ပွဲဖြစ်ပြီးတော့နောက်ဂျူဗန်တက်စ်ကိုတူရင်မှာအဝေးကွင်းလွဲမယ်ပြီးရင်ဘာစလိုနာနဲ့အဲကလာစီကိုပွဲလွဲမယ်ဒန်နီကာဗာဟာယောထရန့်အလက်ဇန္ဒားအာနိုယောနှစ်ယောက်စလုံးအိုက်ပွဲစဉ်တွေကိုလွဲချော်မယ်ဒီကြားထဲမှာဒန်နီကာဗာကအပိုဆုအနေနဲ့ မာစီကိုသမားဂရီနဲ့ဒါဖြစ်ပွားခဲ့တဲ့ဖြစ်ရပေါ့လေသူခေါင်းနဲ့တိုက်လိုက်လို့ဆိုရီလဲသွားတဲ့အတွက်ကြောင့်ဆန်တီယာဂိုဘာနပေးမှာကစားခဲ့တဲ့မာစီနဲ့ရမတွေ့ပွဲကသူအဲ့ပွဲမှာသူဒိုက်ရိုက်အင်ဒီကတ်နဲ့ထောက်ခံရတယ်ဗီယာကနေ violent contact လို့ဆုံးဖြတ်တဲ့အတွက်ကြောင့်သူဒိုက်ရိုက်အင်ဒီပြခံရတဲ့အချိန်မှာဥရောပဘောလုံးဖွဲ့ချုပ်ကဒန်နီကာဘာဟာကို Champion League ပွဲနှစ်ပွဲ ပြစ်တန်ချရတယ်ဆိုတော့အခု Kieran နဲ့ဒီနေ့ပွဲရဲပြီးတော့ Valeria နဲ့ Juventus နဲ့ပွဲရဲနှစ်ပွဲသူပွဲပဲပြစ်တန်ခံရတယ်ဆိုတော့ Carlo Ancelotti ထွက်သွားပြီးအလွန်ဆိုတော့မထင်မှတ်ပဲနဲ့ဒဏ်ရာပြဿနာတွေနည်းနည်းခက်စိတ်စိတ်တောက်လျှောက်ဖြစ်တယ်ဘူးလေဆိုတော့အခုဆိုရင် Rudiga လည်းဒဏ်ရာရနေတယ် Edmil Town လည်းဒဏ်ရာပြဿနာပြန်ဖြစ်နေတယ်ဒါကန်ကောင်းကျွန်တော် Raul Asensio ရဲ့ Alaba ရဲ့နောက်တစ်ဖက်ကဒင်းဟိုဆိုင်ရဲ့၃ရောက်တော့သူတို့ solid ကြံသေးတယ်။ဒါပေမဲ့ right back မှာ Danny Carvajal နဲ့ ွဲပွဲက2ပွဲပြီးတော့ပွဲဒံရက5ပွဲနားရမယ် Trent Alexander Arnold က5ပွဲနားရမှာဖြစ်တဲ့ကြောင်းအဲ့ right back မှာအရင်တော့ဆိုတော့ Lucas Vasquez ရှိပြီမြဲအခုက right back အဖြစ်ဟိုဘယ်လိုပြောမလဲ Federico Valverde ကတွားကစားရမယ်ဆိုတော့အခုဒံရက်ကပြန်ကောင်းလာတဲ့အထက်က Camavinga တွက် chance ပြန်ရှိပြီးတော့ Shaw Money နဲ့ပြန်တွဲနိုင်တယ်ဆိုတော့အခုလက်ရှိမှာ Mbappe မပါတဲ့အတွက်ကြောင့် Ada Gulo ရဲ့ Ada Gula ရဲ့ Rodrigo ရဲ့ finish finisher ရဲ့ ူပါလီကန်တို့အတွဲတွေပဲပွဲထွက်လာနေတယ်အခုလောလောဆယ်နေထားရမဒရစ်အတွက်တော့အဲကလာစီကိုပွဲအတွက်ပါသူတို့ရဲ့အထူးကစားမတွေဆုံးရှုံးရပွဲရှိပြီးဒါအခုဒီကနေ့ကစားမဲ့ချန်ပီယံလိပွဲမှာဒန်ယာရဒန်ယာနဲ့ဒါအနာပိရဲ့ကစားမတွေနဲ့အများစုအပြောင်းလဲတွေကိုအလွန်ဆိုပြုတ်လောက်သွားဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်